မြန်မာ National League ပွဲစဉ်လေးမှာရန်ကုန် United နဲ့ရန်နာပုံအသင်းတို့နိုင်ပွဲကိုစီရပြီးတော့အမှတ်ပေးစရာကိုဥဆောင်နိုင်ခဲ့ပါတယ်ဒီသတင်းကိုတော့လွှမ်းမိုးအောင်ပေးပို့ထားပါတယ်ရှင်မြန်မာ National League ပွဲစဉ်လေးကိုဖေဖော်ဝါရီ4ရက်နဲ့5ရက်တွေမှာရှင်ပြိုင်ကစားခဲ့ပြီးရန်ကုန် United ကစောက်တန်းမြန်မာအသင်းကို2ဂိုးကိုမရှိရန်နာပုံက AR ကို2ဂိုးတကိုရလက်တွေနဲ့အနိုင်ရခဲ့တာပါရန်ကုန် United အသင်းအနေနဲ့အမှတ်ပေးစရာကိုဥဆောင်နေတာမနစ်ကတည်းကခန့်စစ်ပိုင်းပူကောင်းလာတာကြောင့်ဖြစ်တယ်လို့နှီးပြချုပ်ကပြောပါတယ်ဘောကောင်းလို့ပြောရတာဘယ်လိုလို့ ေနှစ်ကကျွန်တော်တို့ဂျပန်နဲ့ဆန်အများကြီးမြင့်တော့ဟေဒီဘာနာကုန်းတတိယဝါဒဆယ်မျိုးကုန်းပေါ့အဲ့ဒီရောရဲ့အချိန်မှာပဲကျွန်တော်တို့ဒီရေးရဟိုပေါ်လိုက်တဲ့အချိန်မှာဒီရေးရတွေတော့ပြတ်လာတယ်တော့ဒီဘက်ကတော့ပေါ့ပေါ့ထိန်းထားတယ်အဲ့ကျွန်တော်တို့ဒီ defense ကတော်တော်လေးကို ပွဲစဉ်လေးရဲ့အခြားပွဲစဉ်တွေမှာတော့မကွေးကနေပြီးတော့ကိုတကိုးကိုမရှိရခိုင် United ကဇွဲကပင်ကိုတကိုးကိုမရှိရှမ်း United ကချင်း United ကိုနှစ်ကိုးကိုမရှိရလက်တွေနဲ့နိုင်ပွဲရခဲ့ပြီးဟန်တာရီနဲ့ GFA အသင်းတို့ရဲ့ပွဲစဉ်ကတော့တကိုးစီအသေးကြခဲ့ပါတယ်ဒီနေ့ပေါလုံးရာဒီမှာပြင်ဆင်မှုအကောင်းဆုံးပြုလုပ်ထားတဲ့ရှမ်း United အသင်းအနေနဲ့ချန်ပီယံဖြစ်နိုင်တဲ့ကစားသမားဆင်းရှိပေမဲ့ကြိုးစားမှုရှိဖို့တော့လိုတယ်လို့နှီးပြချုပ်ကပြောပါတယ် ီအပေါ်မှာလည်းအကစားသဘောနဲ့အမြင်နဲ့ပေါ့နော်သူတို့မှာရှိတဲ့အားတွေနဲ့အကောင်းဆုံးထူးဆန်းဖို့နော်အဓိကတော့ကျွန်တော်ဒီမှာဟိုတစ်ခေါက်လည်းကျွန်တော်ပြောပြပါရစေ။ဒါဟို challenge ဖြစ်နေတဲ့လူစင်တော်ရှိခဲ့တာနဲ့ကျွန်တော်တို့အလုပ်ပူလုပ်ပါဘူးနော်။အနေထားရအနေထားရဆိုတော့အားအားကြီးမှာရှိပါတယ်။အဲဒီခုချီရတော့အတင်းအဓိကပေါ့နော်ကျွန်တော်တို့ပတိရတယ်မှာအ challenge ဖြစ်ဖို့ဆိုလို့ရှိရင်နိုင်စေပေါ့နော်။ဒေနိုင်စေဒီဥစ္စာလေးတွေတော့ဒါ တဖြည်းဖြည်းနဲ့ပေါ့နော်ဒါအတင်းသားလေးရှိနေမှာတဖြည်းဖြည်းနဲ့ရောက်တော့ကိုရေးကြည့်ပါမြန်မာ national league ပွဲစဉ်၅ကိုလာမယ့်စနေတနင်္ဂနွေနေ့တွေမှာဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ပွဲစဉ်၅မှာရန်နာဘုံအသင်းကရှမ်း United နဲ့ထိပ်တိုက်တွေ့ဆုံနေပြီးရန်ကုန် United ကနေပြီးတော့ AR ကဇွဲကပင်၊မကွေးကရခိုင်၊ဟန်တာရီကစောက်သန်းမြန်မာအသင်းတို့နဲ့ရှင်ပန်ကစားရမှာဖြစ်ပါတယ်။ကျွန်တော်လွှမ်းမိုးအောင်ပါ။